ဘာကြောင့်ဆရာတို့လူနာတွေရဲ့ green ထဲမှာရှိတဲ့ bioflin တွေကိုဖယ်ရှားတင်တာလဲ bioflin တွေဆိုတာသွားမျက်နှာပြင်နဲ့တဖုံးချားမှာကက်ညိနေတဲ့ bacteria အလွှာပပလေးပဲဖြစ်ပါတယ်။တာမမျက်လုံးနဲ့မမြင်နိုင်တာမဟုတ်လို့အချိန်ကြာလာတဲ့အမျှပုံမှုများပြလာပြီးတော့ပါဇက်ထဲမှာစုဝေးလာတတ်ပါတယ်။ညာပြဆူဝေးလာတဲ့ bioflin တွေကိုအများဆုံးထိရောက်စွာမဖယ်ရှားပါကအောက်ပါပြဿနာတွေဖြစ်လာနိုင်ပါတယ်။သွားပိုးစားခြင်း၊တဖုံးရောဂါများ၊ green အနက်ဆိုးခြင်း တွားအဆင်းအယောင်ပြောင်းလဲခြင်းနဲ့ကက်ကူလက်စ်များဖြစ်လာနိုင်စေပါတယ်။တွားယောဂါတွေရဲ့အစအလုံးက bioflame များဖြစ်တဲ့အတွက်ကြောင့်ဆရာတို့အနေနဲ့ patient တွေကို bioflame အကြောင်းကိုလည်းပညာပေးထားသင့်ပါတယ်။ bioflame တွေကိုတွားမှာမြင်တွေ့နိုင်မှုဆိုရင် disclosure ကိုအသုံးပြုပြီးတော့မြင်တွေ့နိုင်မှာပဲဖြစ်ပါတယ်။ EMS GPT ရဲ့အဆင့်၈ဆင့်ကိုအခြေခံအသုံးပြုပြီးတော့ patient တွေကိုအဆင့်အဆင့်စီတိုင်းမှာလာကျင်မှုမရှိစေဘဲနဲ့ treatment တွေကိုပြုလုပ်နိုင်မှာပဲဖြစ်ပါတယ်။ GPT treatment နဲ့သာဆိုရင်လူကြီးတွေတမကား ကလေးတွေအတွက်ပါအန်ရရှိတဲ့ biofilm တွေကိုနာကျင်မှုမရှိစေဘဲနဲ့ဖယ်ရှားပေးနိုင်မှာပဲဖြစ်ပါတယ်